ခေါက်လိုက်ပဲလူသာကြီးလာတာအတွေးခေါ်ကကြီးမလာဘူးနော်လေးလာနိုင်စားမှုကကြီးမလာဘူးပဝင်းကျင်တမိုးလည်းမနိုင်စားဘူးဩနော်ပြီးတော့ခပြတော့အကြပ်စစ်ကောင်စီ၄တစ်လုံးလုံးနော်အခုဂါးတစ်ထဲဝင်လာပြီခပြတော့အကြပ်စစ်ကောင်စီတွေဟာဘာအကျိုးကျေးဇူးရှိတယ်လဲဟမ်ဘာအကျိုးကျေးဇူးရှိတယ်လဲအာအောက်ခြေမှာရှိနေတဲ့စစ်သားတွေကိုထိုးကြွေး တဲ့ဟာက လူကြီးလူကောင်းမဟုတ်ဘူးသဘောပေါက်လားအောက်ကြီးရစစ်သားတွေကိုထိုးကြွေးပြီးတော့မှ ရှင်တန်ပြနေတာလူကြီးလူကောင်းမဆန်ဘူးအလုံးတိုင်းမင်္ဂလာပါခင်ဗျာဒီနေ့ရွှေရှင်နေမှာကြည့်ကြလားပါလေကျွန်တော်ရွှေရှင်နေဟာဆိုရင်နေ့စဉ်နေ့တိုင်းနဲ့တက်တယ်တန်တူတန်ကောင်းတွေကိုတန်ဆက်ပေးနေတာပါကျွန်တော်ရွှေရှင်နေလည်းကိုလည်းစကိုင်းလို့ပြပေးလိုက်ကြတယ်ပြင်နေတာမျိုးဒီခေါင်းတွေကိုနေ့တိုင်းတော့ဆက်ရှင်ပါခင်ဗျာသဘောပေါက်တယ်နော်အောက်ကြီးရစစ်သားတွေကိုကရင်ပြည်နယ်မှာထိုးကြွေးလိုက် ်ကယားပြည်နယ်မှာထိုးကျွေးလိုက်ကချင်ပြည်နယ်မှာထိုးကျွေးလိုက်ရခိုင်ပြည်နယ်မှာထိုးကျွေးလိုက်မြေပြန့်ဒေသမှာထိုးကျွေးလိုက်အဲဒါမျိုးလုံတက်ယုံနဲ့လူကြီးလုံးမခေါ်ဘူးလက်အောက်ငယ်သားတွေကိုထိုးကျွေးရမှလူကြီးလူကောင်းလုံးမခေါ်ဘူးမှန်တာနော်မှန်တာနော်အာပားရိုက်လိုက်မယ်နားအုပ်လိုက်မယ်ခေါင်းခေါက်လိုက်မယ်အုံနောက်တွေပွင့်လာအောင်ပြောပြတာပါကွယ်နော်အဲ့တော့ဟိုမင်းတို့တွေက ông nào mà buồn đó nhưng mà anh em ta đeo phía là bị hì sổ lúc xe cuối em nhưng mà anh em ta đeo vậy cô này ngày này bắt đặt xây đặt cái các bà tí ông bia tài à mình nói cha mẹ sẽ còn gì à bà các bà tí ông bia tài tân này ngàn lông của bản lưu mưu cha mẹ để xử lý trong tùa các bà tí ông bia tài nó mấy ông này xây đặt số này xây đặt mình nói ship bù châu đi xây đặt tân này lâu ngủ của bản ở cha mẹ để ရွာတွေကိုဘလို့မီးရှို့တယ်ခြေရွာတွေကိုဘလို့လုပ်ပြတယ်နော်ပြီးတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအခြေခံလူတန်းစားတွေကိုမြန်မာနိုင်ငံထဲမှာနေလို့မရအောင်ဘလို့ဘလို့မျိုးဖိနှိပ်နေချုပ်ချက်အခုမင်းတို့တိုင်းကိုအခုရောက်လာတဲ့တရားမဝင်အလုသမားတွေတော်တော်များများအများစုကလေတရားမဝင်တက်လာတယ်လို့မင်းတို့မျက်လုံးမှာထင်ကောင်းထင်နေလိမ့်မယ်သူတို့တရားမဝင်တက်လာတာမဟုတ်ဘူး တကယ်တော့မင်းတို့အကြမ်းမဲ့စစ်ကောင်စီစစ်ဘူကျုပ်တွေရဲ့မြန်မာပြည်တွင်းထဲမှာအကြမ်းဖက်မှုအမျိုးမျိုးသောဒဏ်တွေကိုခံစားရလုံးလို့ထိုင်းနိုင်ငံကိုထွက်ပြေးလာတာသဘောပေါက်ခေါင်းခေါက်လိုက်မယ်နေရင်တီးလိုက်မယ်နော်အခုချိန်ဒီမင်းတို့အုံနောက်တွေကမင်းတို့ပတ်ဝန်းကျင်လောက်နဲ့လာမမှန်းနဲ့မင်းတို့မင်းတို့မျိုးရဲ့ပတ်ဝန်းကျင်နဲ့လာမမှန်းနဲ့မင်းတို့ရဲ့ရက်ွက်အစ်စ်နဲ့လာမမှန်းနဲ့ တကပါလုံးပတ်လာအောင်မင်းတို့အုံနောက်တည်းတကပါလုံးပတ်လာပြီးတော့မှမျိုးဆက်တစ်တည်းနဲ့မင်းတို့စကားလာပြောတကပါလုံးတကပါလုံးအရင်ပတ်ထိုင်းနိုင်ငံရဲ့အခြေအနေကိုလာလေးလာအောင်မလေးရှားအခြေအနေတွေလာလေးလာအောင်စင်ကာပူအခြေအနေတွေလာလေးလာအောင်မင်းတို့အကြမ်းမဆင်ကောင်စီရဲ့မင်းအောင်လိုင်းရဲ့လက်ထက်မှာစင်ကာပူမှာဆိုလို့ရှိရင်နော်မြန်မာမိန်းကလေးတွေအိမ်ပေါ်အလုံးလုံးရတယ်နော်အိမ်ပေါ်အလုံးလုံးရတယ်နော် မင်းတို့ယင်မနာဘူးလားအဲ့လိုအိမ်ပေါ်အလုံးလုံးဝတဲ့နော်အိမ်ပေါ်အလုံးလုံးဝတဲ့စင်ကာပူမှာအိမ်ပေါ်အလုံးလုံးဝတဲ့မိန်းကလေးတွေရဲ့အခွန်တွေကိုမင်းတို့အကြမ်းမဲ့စစ်ကောင်စီမင်းအောင်လိုင်ထိုင်စားနေတာလေးနေရှိပြီစောက်ရက်လေးရှိအောင်စောက်ရက်လေးရှိအောင်ဟာပြောလိုက်မိမနာထမိန်နာခိုးကမစားတော့ပါဘူးဘာဘူးညာဘူးစောက်ကြီးစောက်ကျင်နဲ့မင်းတို့လောက်ပြောလာမင်းတို့ ဒါပေမဲ့လေးနေလုံးလုံးစင်ကာပူမှာအိမ်ပေါ်အလုံးလုံးနေတဲ့လူတွေရဲ့အခွန်တွေမင်းတို့ပဲထိုင်စားတာမဟုတ်ဘူးလားဟမ်မင်းတို့ပါစောက်ဆင်းရှိလေလူကြီးလူကြီးလူကြီးမင်းတို့မင်းတို့ဘုရားမင်းတို့ဘာလားအဘကြီးခေါ်နေငါတို့အဘမခေါ်ဘူးယွန်လို့လို့ဩမင်းတို့ဘလို့စိတ်တဲ့နဲ့အဘပေါ်ခေါ်တာငါယွန်နေဟမ် ဘာမင်းမလဲထက်တဲ့ငါပါပိတ်ရိုက်လိုက်မယ်ပါပိတ်ရိုက်လိုက်မယ်ပြောလိုက်ခိုလူအပြစ်တင်ဒီလူအပြစ်တဲ့နိုင်ငံတော်အတိုင်းအမြန်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ထက်မှာမင်းတို့အစိတ်သားတွေမဲတများမှမနိုင်မဲနဲ့လွတ်တော်တဲ့ထိုင်ဝင်ထိုင်ကြဲဟွာမင်းတို့စောက်ချင်နေတည်တယ် မင်းတို့ယောက်ျားလေးမှန်လို့ချင်းနိုင်ငံတော်တိုင်းပြည်ငံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ရဲ့လက်ထက်ကလေးမင်းတို့အစိတ်သားလွတ်တော်ထဲမှာဘာမှဝင်နိုင်ကြမလို့ဘူးနိုင်ငံရင်းနဲ့မင်းတို့စစ်တပ်နဲ့ဘာမှမဆိုင်ဘူးစစ်သားစစ်သားအလုံးမလုပ်ဘဲနဲ့နိုင်ငံကြီးလာလုံနေတဲ့ပေါက်ကြီး80ရီမင်းတို့ဘာပညာတတ်လဲမင်းတို့ဘာအသိတရားရှိလဲမင်းတို့နဲ့လွတ်တော်နဲ့ဘာဆိုင်လဲဘာပိတ်တီးလိုက်မယ်နိုင်ငံအုပ်လိုက်မယ် မင်းတို့အစိတ်သားတွေကစောက်ရှက်မရှိဝင်ပြီးတော့မှလွတ်တော်တဲ့ထိုင်ခဲ့တဲ့ဇလန်းအဲ့ဒီကနေမှဆင်းမင်းတို့တွေဒီမီးမွေးတဲ့ဇလန်းအခုလူမျိုးရေးပြဿနာဆိုလဲမင်းတို့ကြီးပဲမျိုးပြဿနာဆိုလဲမင်းတို့ကြီးပဲဒီလိုမျိုးအနေဓာတ်နဲ့အခြေအနေမှနေတနိုင်ငံလုံးရဲ့အနေဓာတ်တွေသိအောင်နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်တော်ဆန်းစုကြည်က၅နှစ်လုံးလုံးပြည်သူလူထုနဲ့တွေ့ဆုံပွဲလုပ်ပေးခဲ့တာနော် အာနာရလာတယ်ဆိုတာပြည်သူပေါ်မှာပဲမူတည်တယ်မင်းတို့စစ်အာနာရှင်ပေါ်မှာမမူတည်ဘူးမင်းတို့တတ်သိရှိလို့ရှင်မင်းအောင်လိုက်မဲထောက်ခံမှုလုပ်လိုက်လေပါပိတ်တီးလိုက်မယ်တတ်သိရှိလို့ရှင်မင်းအောင်လိုက်အောက်ချီရစစ်သားတွေကို ထိုးမချွေးနဲ့တတ်သိရှင်မင်းအောင်လိုက်လူရှိလာခဲ့လိုက်လူရှိထွက်တော့ခွေးရှိထွက်မလားနဲ့တတ်သိရှင်မင်းအောင်လိုက်လူရှိထွက်လာခွေးရှိထွက်မလားနဲ့ တတိရှိမင်းအောင်လိုင်အောက်ချရဲ့တက်မတော်သားတွေကိုခြံနှင်းစရာဘာစောက်ချောင်းမှမလိုဘူးတတိရှိသဘောပေါက်လားမင်းအောင်လိုင်အရေးချင်းမရှိလို့မင်းတို့အောက်ချရဲ့စစ်သားတွေပေနေရတာအဲ့ဒါအဖြေပဲမှန်တာလေးနှစ်ရှိပြီဒါတော့မစင်းသားတတ်ဘူးလားမင်းအောင်လိုင်အရေးချင်းရှိမင်းအောက်ချရဲ့စစ်သားတွေသေးစရာလို့လားမင်းအောင်လိုင်အရေးချင်းရှိအောက်ချရဲ့စစ်သားတွေသေးစရာလို့လားမင်းလဲတတိရှင်မြန်မာနိုင်ငံပြန်လာလေကွာတဲ့မြန်မာနိုင်ငံလို့ပြောအောင်မင်းတို့နိုင်ငံ မင်းမင်းအောင်လိုင်းအခုရှိနေတဲ့နေရာကမြန်မာနိုင်ငံလိုမျိုးပုံစံပုံနေလို့လားနေပြီးတော့ဒီလောက်ဒလားလောက်ပဲကျန်တဲ့အစ်စ်နဲ့မြန်မာနိုင်ငံလိုစကားထဲမပြောနဲ့ဒါရှင်းရှင်းလင်းလင်းပြောလား Facebook ထဲမှာလည်းကျွန်တော်ပြလိုက်မယ်မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံဆိုတဲ့စကားမပြောနဲ့လို့မင်းအောင်လိုင်းလက်ထက်မှာမြန်မာနိုင်ငံကဒီလောက်ပဲကျန်တယ်လို့နော် Facebook ထဲမှာလည်းပြလိုက်တာနော် TikTok ထဲမှာလည်းပြလိုက်တာစောက်ကြီးစောက်ကြဲနဲ့မြန်မာနိုင်ငံနဲ့ तू ပြောတဲ့ မရောက်လိုက်လက်ထက်မြန်မာနိုင်ငံဒါပဲကြံနေဒါပဲကြံနေစဉ်းစားလေမရောက်လိုက်လက်ထက်မြန်မာနိုင်ငံမြေပုံမင်းတို့ပြန်ကြည့်အောင်ကချင်ကကချင်သူ့အနေနဲ့သူသွားမယ်ကရင်ကသူ့အနေနဲ့သူသွားမယ်ရခိုင်သူ့အနေနဲ့သူသွားတော့မယ်အညာမြေဒေတာမှရှိနေသူအညာမြေဒေတာပဲသွားမယ်မင်းအောင်လိုင်းရဲ့စောက်စင်းကဒါပဲရှိတယ် ဟမ်အဲ့ဒါကိုမြန်မာနိုင်ငံလို့ပြောရတဲ့ကောင်ကရှိသေးတယ်မြေပြင်အခြေအနေကို လေးလာအောင်နေပါလိလာမပြောနဲ့နော်မြေပြင်အခြေအနေတွေလေးလာအောင်နေပါလိလာမပြောနဲ့ငါအမှန်တရားတိုင်းပြောပြမယ်ထိုင်းနိုင်ငံမှာကွန်ဒိုတွေဘယ်သူလာဝယ်လဲပါပိတ်တိလိုက်ပဲပြေးတဲ့ကောင်ပြေးနေပြီနော်အခုဒီမသိသေးဘူး ကထိုင်တဲ့ကဘာရှိနေတဲ့ကွန်ဒိုတွေပတ်ပြလိုက်ဒီကောင်စောက်ရက်ွယ်အောင်ပဲကြားလားမြေပြီးအခြေတွေမပြောတဲ့ထိုင်းမှာရွှေပြောင်းနေတာဘယ်ကောင်နေလဲလာကြည့်အောင်ငါဗရန်ဗရာပြောတာမဟုတ်ဘူးကဘရန်ဗရာပြောတာမဟုတ်ဘူးထိုင်းနိုင်ငံရဲ့အိမ်ယာကိန်းနဲ့ပတ်သက်တဲ့စီမံကိန်းနဲ့ပတ်သက်တဲ့စာချုပ်စာတမ်းတွေမင်းတို့လာကြည့်မလားလာကြည့်မလားလာကြည့်မလားရှုံးတဲ့သူကျိုးစင်ပေါ်တက်ချီလာခဲ့ လာခဲ့ထိုင်းနိုင်ငံမှာရင်းနှီးမြုပ်နှံမှုအများဆုံးကဘယ်ကောင်နေလဲဆိုတော့ငါတို့ပြန်ကြမယ်လာခဲ့ရှုံးတဲ့ကောင်တခါလဲထိုင်းရောက်ပြည်သူပြည်သားတွေရဲ့အရှိမကျိုးစင်မော်တခါလဲတန်ရမယ်နော်အကောင်တိတဲ့မင်းမပြောနဲ့မလားလာခဲ့လေတတိရှင်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 လာခဲ့လေရှင်းမယ်အဲ့ကိစ္စလေကျိုးစင်မော်တခါလဲတယ်လာခဲ့ရှုံးတဲ့ကောင်ကျိုးစင်မော်တခါလဲတက် ပြောပြတာနော်မင်းတို့ပြန်ရင်းနေတာမဟုတ်ဘူးမင်းတို့ဘုသူတမရှိတာကိုငါထောက်ပြတာမင်းတို့လည်းကိုထမင်းကိုစားပြီးစောက်ချက်အကွဲခံပြီးလာမှန်းတာတော့ငါမတတ်နိုင်ဘူးစူတောင်းလီတဲ့အဲ့ဒါဆိုလို့ရှိရင်စူတောင်းလီဆိုတဲ့တစ်ချက်ပါမင်းတို့အကြမ်းမဲ့စစ်ကောင်စီမင်းအွန်လိုင်းနံပါတ်တစ်ချက်ဘာဖြစ်လို့စစ်သားစူဆောင်းရင်းလောက်တာလဲပြောဘာဖြစ်လို့စစ်သားစူဆောင်းရင်းလောက်တာလဲစူတောင်းလီလို့ပြောတဲ့ကောင်နေငိုနိုင်နဲ့မဖြေနဲ့တော့ငိုနိုင်နဲ့မဖြေနဲ့တော့ စစ်သားစုဆောင်ရင်ဘာဖြစ်လို့လောက်တာလဲပြောပြောဒီ၄နှစ်တာ၅နှစ်တာလာရင်လားဒီလဲလာမပြောနဲ့ဒီ၄နှစ်တာဘာဥပဒေဘာဥပဒေဘာဥပဒေအောက်ချက်စစ်သားတွေကို၄နှစ်လုံးလုံးထိုးကြွေးပြီးတော့မှဥပဒေဥပဒေထုတ်လို့ရလားပါပတ်ရိုက်လိုက်မယ်ပါပတ်ရိုက်လိုက်မယ်မင်းတို့တယုံနဲ့စစ်တိုက်နေတာမဟုတ်ဘူးထိုင်းနဲ့စစ်တိုက်နေတာမဟုတ်ဘူးပါပတ်ရိုက်လိုက်မယ် ဘာပဲရလဲမဘာဥပဒေလဲစောက်ရည်ချင်းမရှိလို့မင်းတို့စောက်ရည်ချင်းမရှိတဲ့ကောင်တွေဥပဒေစကားမပြောနဲ့တော့မင်းတို့ပါစံနဲ့ဥပဒေနဲ့မတောင်းဥပဒေလို့ပြောရအောင်ဥပဒေရောနားလည်ရလားဥပဒေစကားကိုမင်းတို့ပြောလို့ရအောင်ဥပဒေစကားလို့မင်းတို့ပါစံနဲ့တိုင်ရလားဘိုးချုပ်အောင်ဆန်းလို့ပြောရအောင် ဘိုးကျောက်အောင်ဆန်းလိုမျိုးအရေးချင်းအောင်မင်းတို့ရှိရပါပရိုက်လိုက်ပဲဘိုးကျောက်အောင်ဆန်းစကားမင်းတို့မပြောနဲ့မင်းတို့ပါဇက်နဲ့ဘိုးကျောက်အောင်ဆန်းနဲ့မတန်ဘူးဘာဖြစ်လို့လဲဘိုးကျောက်အောင်ဆန်းစီးတဲ့ဖဏတ်တော်မင်းတို့မမီဘူးဘိုးကျောက်အောင်ဆန်းနဲ့လာမပြောနဲ့တော့မင်းတို့ဘိုးကျောက်အောင်ဆန်းလှုပ်လှုပ်တလို့တိုင်းတောင်နှန်းဒေတာကိုမင်းတို့စီးလုံးညီညွတ်ရေးကိုမင်းတို့ဆင်းရဲလားမင်းအောင်လာမန်းရှင်းခေါ်လိုက်မယ် ကိုဆောက်ချက်ကိုခွဲပြီးထက်မှန်အောင်နော်ငါ Facebook ထဲမှာ live လွှင့်တယ် YouTube ထဲမှာလည်း live လွှင့်ထားတယ် main online ဘက်ကနေရက် TV ပြောတဲ့ကောင်နေဆောက်ချက်အကွဲခံဖို့သာပြင်ထား okay ဘိုးကျော်အောင်ဆန်းလို့မင်းတို့စကလုံးတော့လိုက်တယ်ဘိုးကျော်အောင်ဆန်းလို့မျိုးတိုင်းရင်းသားဒေတာတောင်တန်းဒေတာမြေပြန့်ဒေတာကို main online ကိုတိုင်းတွားရဲလားတွားရဲမှပြောနော်တွားရဲမှပြောနော် သွားရဲမှပြောတော့ဘာအရင်လေးလာလဲမယောင်းလိုက်ဘယ်နေရာသွားရဲလဲမယောင်းလိုက်ဘယ်နေရာသွားရဲငါခေါင်းခေါက်လိုက်မယ်ငါခေါင်းခေါက်လိုက်မယ်စောက်ချက်အကွဲခံပြီးကွန်မန့်လိုက်တာမယောင်းလိုက်ဘယ်နေရာသွားရဲလဲမယောင်းလိုက်ဘယ်နေရာသွားရဲလဲငါခေါင်းခေါက်လိုက်မယ်ခေါင်းခေါက်လိုက်မယ်မသွားရဲလို့ချီးမိနေတော့သူ့လက်အောက်စစ်သားတွေလွတ်တာဗောကရင်ပြည်နယ်ကို तू ကိုယ်တိုင်မသွားရဲလို့အောက်ခြေစစ်သားတွေသူလွတ်တာဗောတနေ့နိုင်ရင်ဒေတာကို तू မသွားရဲလို့အောက်ခြေစစ်သားတွေလွတ်တာဗောဘာသွားရဲလဲ ဘယ်နေရာသွားရလဲမရောက်လိုက်ခေါင်းခေါက်လိုက်မယ်မရောက်လိုက်သွားရတဲ့ဟာနှစ်နေရာပဲရှိတယ်ပူတင်စီသွားမယ်ဂရော့ဘာရဖင်သွားခံမယ်နော်တရုတ်ပြည်သွားမယ်ဖင်သွားခံမယ်နော်မရောက်လိုက်သွားရတဲ့နေရာနှစ်နေရာပဲရှိတယ်ရုရှားသွားမယ်စီပလင်းခါချိတ်မယ်နော်ကျွန်တော်ရဲ့အပြောတွေကိုကြိုက်ရင် အသေးတွေပေးဒါပဲနော်ကျွန်တော်ရဲ့ ကျွန်တော်ရဲ့ဓမ္မဓမ္မဓမ္မတော့ကျွန်တော်ရဲ့အပြောတွေတော်ကီတွေကိုကြိုက်လို့ရှိရဲအသေးလေးပေးဒါပဲဟဲ့ကောင်ကြီးသွားငါပြောတဲ့အမှန်တရားဟုတ်သလားမဟုတ်လားဒီမှာ225ရှိတယ်ကြိုက်တယ်ဆိုရင်အသေးလေးပေးသွားအသေးလေးပေးသွားเนาะအသေးတော့အကြီးကြီးတွေပေးသွားအောက်ကကောင်မင်းကတော့ဘာမှရမှာမဟုတ်ဘူးเนาะခောက်ခောက်ပဲငါငါပြောပါငါတတ်အောင်ငါပြောပါသဘောပေါက်တယ်เนาะသဘောပေါက်တယ်เนาะ ဘေးရောက်လိုက်ဘယ်နေရာသွားလဲသွားရင်အောက်ခြေစစ်သားတွေသေးကြမလို့လေသဘောပေါက်လားသွားရင်အောက်ခြေရစစ်သားတွေသေးကြမလို့ရကမ်းမီနဲ့ကိုမင်းအောင်လိုက်သွားရင်ရကမ်းမီနဲ့မှာအောက်ခြေစစ်သားတွေသေးကြမလို့ဘူးကရင်ပြည်နယ်ကိုမင်းအောင်လိုက်သွားရင်ကရင်ပြည်နယ်မှာအောက်ခြေစစ်သားတွေသေးကြမလို့ဘူး ဘာလဲမင်းကกินလူမျိုးဆိုတော့သိတယ်တဲ့တပုံအားပေးတက်မလားစိတ်ရှိတယ်ဘာညာကွီးကဘာဘယ်လိုပြောမင်းကกินလူမျိုးငါกินလူမျိုးလို့မင်းကဘယ်သူကပြောလဲငါလက်ခွဲမင်းတို့ဘောမာတွေဘာမှနားမလဲဘာမှနားမလဲငါกินလူမျိုးလို့ဘယ်သူပြောလဲငါခေါက်ခေါက်လာအောင်မယ်ခေါက်ခေါက်လာအောင်မယ်ခေါက်ခေါက်လာအောင်ပဲပြီးတော့ပြီးတော့လေစောက်ပိန်းနေတလား ဝင်ဝင်မှန်းနေပြီးရင်အုံနောက်တွေကြီးလာဆိုအုံနောက်မကြီးတမိသားစုလုံးပေါင်းအောင်တကြမ်းမပြည့်ဘူးတမိသားစုလုံးပေါင်းရင်တကြမ်းမပြည့်မင်းတို့လိုတဲ့ငါးနန်းဘသူငါးရန်ငါးနန်းမလို့ငါးရန်သူမဟုတ်ဘူးလေးနှစ်လုံးလုံးရှိပြီအောက်ခြေကစစ်သားတွေသေတာကိုမတိကျိုးကျုံလောက်ထားတဲ့ကောင်းနေရာမှာတကယ်ငပိငါကငပိမဟုတ်ဘူး ငါအခုထောက်ပြနေတာမင်းတို့စစ်တပ်အတိုင်းဝိုင်းအကုန်လုံးထောက်ခံတယ်မထောက်ခံတာဘာဘဘုံကုန်တဲ့ကောင်တွေပဲမထောက်ခံတာမင်းတို့စစ်တပ်အတိုင်းဝိုင်းမှာနှစ်ပိုင်းရှိတယ်ဘာဘဘုံကိုတေသည့်တိုင်အောင်ငုံမယ်ဆိုတဲ့တပွဲရှိတယ်နော်ဘာဘဘုံချိုသည်ငန်းသည်တေသည့်တိုင်အောင်ငုံပါမယ်ဆိုပြီးတန်ဋိဌာန်ခြားထားပြီးတော့မှသွေးတောက်ထားတဲ့ကောင်တွေတပွဲရှိတယ်နော်ဟိုအောက်ကျစစ်စစ်စစ်တပ်ပါရှိနေတဲ့ ဟိုစစ်သားဟွာတွေကဘုံဆိုးမနေဖြစ်သွားလဲဘဘဘုံငုံမယ်ဆိုတော့အဖွဲတွေရှိတယ်အဲ့လိုကောင်းနေနဲ့တကယ်တကယ်တကယ်ပြည်သူဘဘရက်တည်တဲ့ကောင်တွေရှိတယ်မတူဘူးအခုကပြောနေတဲ့အရာတွေအားလုံးကမင်းတို့စစ်တပ်အောက်ကြီးရဲ့စစ်သားတွေငေါ့ကျေးဇူးတင်မယ်